သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဧပြီလ19ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကိုလက်ကန် subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဖလန်းမျိုးခလာရ268တရင်မှထွက်ပြေးသွားသူအားလုံးဒီပါဖမ်းမိထားတယ်လို့ချင်းညင်အောင်ပြောမျိုးသိန်းစစ်စင်ရေးအတွင်းစစ်တုံမှန်300ခန့်ဖမ်းမိလက်နက်450ကျော်ရတော်လန်ရေးရဲဘော်89ဦးကြာဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ချင်းညီနောင်နဲ့မဟာမိတ်များဆင်နွှဲခဲ့တဲ့ဖလန်ပြိုတိန်တိုက်ပွဲစစ်စီရင်အတွင်းစစ်တုံးပန်း300ခန့်ဖမ်းဆီးရရှိခဲ့ပြီးလက်နက်မျိုးစုံအလက်450ကျော်တိမ့်ပိုက်ရရှိခဲ့ကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူချင်းညီနောင်အဖွဲ့ဝင်ချင်းအမျိုးသားကာကွယ်ရေးတပ် CNO CDF ပြောရေးဆိုခွင့်ရှိသူ slide တင်မီကပြောဆိုပါရယ်ယနေ့ April 19ရက်နေ့ကျင်းပတဲ့ဖလန်မျိုးတိမ့်ပွဲဂုံပြုတ်အခမ်းအနားမှာ April 9ရက်နေ့ကပြည်စည်းခဲ့တဲ့မျိုးတိမ့်စစ်စီရင်အပြီးအခြေအနေများကို slide တင်မီကရှင်းပြခဲ့ခြင်းဖြစ်ပါရယ် ခလာရ268ကျွန်တော်တို့တင်ပိုက်တဲ့အချိန်မှာလွတ်မြောက်နေသေးတဲ့ပြေးနေသေးတဲ့စစ်တုံပန်းတွေရှိတယ်။ဒါပေမဲ့လည်းအခုအချိန်မှာဆိုလို့ရှိရင်အာလုံးဒီပါကျွန်တော်တို့လက်ထဲမှာရောက်ရှိပါတယ်လို့ slide တင်ပြီးကပြောပါတယ်။ဖလန်မျိုးစစ်စင်ကြီးလှုပ်ဆောင်စင်မှာစစ်ကောင်စီတရင်မှုကလက်နက်ကြီးဒဏ်ရာနဲ့ခလာရ268တရင်အတွင်းကြဆုံးခဲ့တယ်လို့ပြောပါတယ်။ဖလန်အလုံးစုံကျွန်တော်တို့တင်ပိုက်တဲ့အခါမှာသူတို့ရဲ့အကြီးဆုံးပေါ့ G1 အဆင့်ရှိတဲ့ဟာကထွက်ပြေးတယ်ဒါပေမဲ့ယနေ့အချိန်မှာအကြီးဆုံးကနေဟိုးအောက်လက်ငယ်သားအထိကျွန်တော်တို့လက်ထဲမှာအကုန်လုံးရောက်ရှိတယ်လို့ slide တင်မိကပြောဆိုပါရယ် စစ်တုံးမှန်ဖမ်းမိအရေးအတွက်ကိုပြောပြရမှာခလာယာ268တရင်သိမ့်ပိုက်ပြီးယခုနှစ်အတွင်းစစ်တုံးမှန်185ဦးဖမ်းမိခဲ့ပြီး2024စစ်စင်ရေးကာလအတွင်း120ဦးဖမ်းမိထားတယ်လို့ရှင်းပြပါတယ်။ဒါပြင်စစ်တုံးပန်းများကိုကောင်းမွန်စွာဆက်ဆံထားရှိကြောင်းလည်းအသိပေးထားပါတယ်။ကျွန်တော်တို့တော်လန်ကြီးလောက်ရချင်းရဲ့ရည်ရွယ်ချက်ကစစ်အာဏာရှင်ကိုပဲတွန်းလှန်တာဖြစ်တယ်။အားလုံးကိုပို့ကိုရေးအရမုန်းတဲ့ဟာမရှိဘူး။သူတို့လိုရက်စက်တဲ့ဟာတွေမဟုတ်ဘူးဆိုတာကျွန်တော်တို့နေတိုင်းနေတိုင်းအမြဲတမ်းလေးကျွန်တော်တို့ရေးပေါ်တွေကိုပြောတယ်လို့ slide တင်ပြီးကပြောပါတယ်။ မြို့သိမ်းစစ်စင်ရေးအတွင်းလက်နက်ခဲယံတိမ့်ပိုက်ရရှိမှုကိုရှင်းပြရမှာလက်နက်ငယ်လက်နက်ကြီး454လက်တိမ့်ပိုက်ရရှိခဲ့ကြောင်းခဲယံကြီးအများအပြားနဲ့ drone အပါဝင်စစ်သုံးဆောင်ပစ္စည်းများကိုလည်းတော်လန်ရေးဘတ်တော်သားများကတိမ့်ပိုက်ရရှိခဲ့ကြောင်းရှင်းပြပါတယ်။မြို့သိမ်းစစ်စင်ရေးအတွင်းတော်လန်ရေးပူပေါင်းတပ်ဖွဲ့ဝင်များဘက်မှကြာဆုံးသူ89ဦးရှိခဲ့ရမှာရင်းအနက်ချင်းကြီးနောင်အဖွဲ့ဝင်တော်လန်ရေးတပ်ဖွဲ့များမှကြာဆုံးသူ96ဦးရှိတယ်လို့ပြောပါတယ်။ ချင်းညီနောင်အနေနဲ့ဖလန်မျိုးတိမ်စစ်စင်ရေးကိုစကိုင်းမကွေးရော့တီတားမှတော်လန်ရေးတက်များနဲ့ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးနောင်တွင်လည်းချင်းညီနောင်အနေနဲ့အညာဒေသစစ်စင်ရေးများမှာပြန်လည်ပါဝင်မည်ဖြစ်ကြောင်းအသိပေးထားပါတယ်ချင်းညီနောင်နဲ့မဟာမိတ်များကကျင်တွေးမတူပီမင်းတက်ကံပတ်လက်နဲ့ဖလန်မျိုးကိုတိမ့်ပိုက်ထားပြီးဖြစ်၍ကြံနေသေးတဲ့တီးတိန်အပါဝင်ချင်းပြည်နယ်အတွင်းစစ်ကောင်စီစကန်အားလုံးကင်းစင်ရေးဆောင်ရွက်သွားမယ်လို့ချင်းညီနောင်တာဝန်ရှိသူတို့ကပြောပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့နေပြည်တော်အလာလီတက်စကန်ကိုတရခွန်မမရှော့တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ယမန်နေ့ညပိုင်းပောက်ကွဲသံများကြားရပြီးနေပြည်တော်မှပြည်သူများအတိပြုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နေပြည်တော်အေလာလီတက်စကန်ကိုတော်လန်ရေးတပ်များစုပေါင်းပြီးတရခွန်မမရှော့တိုက်ဒုံးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors of Myanmar BWM အဖွဲ့ကထုတ်ပြန်လိုက်ပြီးနေပြည်တော်မှပြည်သူများကလည်းယမန်နေ့ညပိုင်းမှာပောက်ကွဲသံများကြားရကြောင်းပြောဆိုပါတယ် ယမန်နေ့ဧပြီလ18ရက်နေ့ည10:05မိနစ်အချိန်မှာစစ်ကောင်စီရဲ့နေပြည်တော်အေလာလီတက်စကန်ကိုတရခွန်မမရှော့တိုက်ဒုံးများနဲ့တိုက်ခိုက်ခဲ့ကြောင်းအဲဒီတိုက်ခိုက်မှုကို Brave Warriors of Myanmar BWM အဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Black Leopard ချက်တဲ့နဲ့အဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနေပြည်တော်အေလာလီတက်စကန်အတွင်းကိုတရခွန်မမရှော့တိုက်ဒုံး3လုံးကိုအောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ် ထိကိုက်နေရာနဲ့ထိကိုက်မှုအခြေအနေကိုတော့အတိပြုတ်နိုင်ဖို့ဆက်ဆုံဆန်းနေပါတယ်။ထိကိုက်မှုတချို့တော့ရှိတယ်လို့ကနအူသိထားရတယ်လို့ Brave Warriors of Myanmar BWM အဖွဲ့မှတာဝန်ရှိသူတို့ကပြောကြပါတယ်။စစ်စင်ရေးမှာနေမီလုံခြုံရေးတင်းကျပ်မှုရာသီဥတုအခြေအနေဆိုးဝါးမှုစတဲ့အခက်အခဲတွေကြောင့်နေပြည်တော် Leader Scan ကို Short တိုက်တုံး၃လုံးသာအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ပြီးပြစ်မှတ်များကိုထိရောက်ပောက်ကွဲခဲ့ကြောင်းသိရှိရပါတယ်။ဟုတ်တယ်မင်းညကအေလာလေတဲ့ဘက်မှာပောက်ကွဲတံတွေကြာရပါတယ်စုစုပေါင်း၅ချက်လောက်ကြာရတယ် ပောက်ကွဲတန်းဘာရီပောက်ကွဲလဲတော့မသိပေမဲ့အတန်ကတော့တော်တော်များများကြားလိုက်ရတယ်လို့နေပြည်တော်အေလာလီတဲ့အနီးကျေးရွာတစ်ခုမှဒေသပြည်သူတို့ကပြောဆိုပါတယ်စစ်စင်ရေးတိုက်ခိုက်ရခြင်းမှာငလင်ဘေးကြောင့်စကိုင်းမန္တလေးနဲ့ဘကိုးတိုင်းဒေသများအတွင်းမှာပြည်သူများဒုက္ခပင်လဲဝေနေခြင်းစစ်တပ်ကပြည်သူများကိုလေကြောင်းမှအဆက်မပြတ်ဘုံကျဲတပ်ဖြတ်နေခြင်းဖြစ်ကြောင်းမတ်လ28ရက်နေ့ငလင်လှုပ်ခတ်ပြီးချိန်မှာစတင်ပြီးစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုရာချီရှိခဲ့ကြောင်းပြည်သူတိုက်စုံမှုမှာလည်းရာချီရှိနေပြီဖြစ်ကြောင်း ထို့ကြောင့်ငလင်တန်ကြောင့်ထိခိုက်မှုတချို့ရှိခဲ့တဲ့နေပြည်တော် A လာ Leader Scan ကိုအပြည့်အစည်းများအကြမ်းမှပြည်သူကိုတက်ဖြတ်ရန်ဆက်လက်အသုံးပြုနေတဲ့အတွက် Leader နှိမ်နှင်းရေး BWM Mission 33ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ online ကထိုင်းစာတင်ပြပေးနေတဲ့မြန်မာဆရာမတအူးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံမှာအွန်လိုင်းလူမှုကွန်ရက်ပေါ်မှာထိုင်းဘာသာစကားအရေးအဖက်တင်ကြားပေးနေတဲ့ရွှေပြောင်းမြန်မာဆရာမတအုပ်ကိုထိုင်းအာဏာပိုင်များကဖမ်းဆီးသွားခဲ့ကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံစမော့စကွန်ခရိုင်ယနေ့ဧပြီလ19ရက်နေ့မှာထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ရဲတပ်ဖွဲ့တို့ပူးပေါင်းလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းဆရာမနဲ့နှီးဆက်သူများကပြောဆိုပါတယ်။ဆီယာမမှာခွင့်ပြုချက်မရှိဘဲလုတ်ကင်နေခြင်းဖြစ်တဲ့အတွက်အလုတ်လုတ်ကင်ခွင့်ပါမဲမရှိဘဲအလုတ်လုတ်ကင်ခြင်းသို့မဟုတ်လုတ်ပိုင်ခွင့်ပြင်ပတွင်အလုတ်လုတ်ကင်ခြင်းနဲ့တရားစွဲဆိုခံထားရကြောင်းသိရှိရပါတယ်။ အစိုးရမြန်မာဆီယမ်မဟာအွန်လိုင်းချန်နယ်မြန်မာတဆင့်အခြေခံထိုင်းဘာသာစကားသင်တန်းကိုနှစ်လကြာတက်မှတ်ကဘတ်1500နဲ့အဖွဲလိုက် Zoom စနစ်နဲ့ဖွင့်လှစ်တင်ကြားပေးနေခြင်းဖြစ်ပါတယ်။အလို့သမားအရေးလှူရှာသူတို့ကထိုင်းမှာကများသောအားဖြင့်လုံနေကြတာကကိုကသူများစီကတဆင့်တင်ယူလေ့လာပြီးတခြားသူတွေကိုပြန်တင်ပေးတဲ့ပုံစံနဲ့လုပ်ကြတယ်ပေါ့။အဲ့ဒီလိုတင်တဲ့အခါမှာအခကျင်းငွေယူတယ်ဆိုရင်တော့ထိုင်းဥပဒေအရအရေးယူခံရမှာဖြစ်ပါတယ်။ ဥပဒေအရနိုင်ငံခြားသားအလုတ္တမစီမံခန့်ခွဲရေးဆိုင်ရာဥပဒေတွေကတားမြစ်ထားတဲ့အလုတ်လုတ်ကင်လို့ဖမ်းဆီးအရေးယူတာဖြစ်ပါတယ်။ဒံငွေကထိုင်းဘတ်1000ကနေ3000အထိရှိပြီးဖမ်းဆီးခံရသူရဲ့စာရွက်စာတမ်းတွေကိုတင်ဆက်ပြီးမူရင်းနိုင်ငံကိုပြန်လည်ပို့ဆောင်ခံရနိုင်တယ်လို့ပြောပါတယ်။ထိုင်းလူဝင်မှုကြီးကြပ်ရေးအနေနဲ့ထိုင်းနိုင်ငံသားအလုတ်ကင်ကိုခိုးယူခြင်းတရားမဝင်အလုတ်လုတ်ကင်ချင်းကျူးလွန်နေမှုများကိုဥပဒေအရအရှိန်အဟုန်မြင့်စစ်ဆေးဆောင်ရွက်နေပြီးခွင့်ပြုချက်မရှိဘဲလုတ်ကင်ချင်းကိုတင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ ထိုင်းနိုင်ငံမှာရွှေပြောင်းအလုတ်သမားများအတွက်တားမြစ်ထားတဲ့အလုတ်ကင်မှာစုစုပေါင်းအလုတ်အမျိုးအစား40ရှိပြီးလုံးဝလုတ်ကင်ခွင့်မရှိတဲ့အလုတ်ကင်28မျိုးရှိကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံမှာရွှေပြောင်းအလုတ်သမားများဟာအထောက်ထားမဲ့အလုတ်လုတ်ချင်းနဲ့လုတ်ကင်နိုင်တဲ့အခွင့်အရေးကိုကျော်လွန်ပြီးအလုတ်လုတ်ချင်းကိုစစ်ဆေးတွေးရှိပါကဒံငွေဘက်9000မှ9000ပေးဆောင်ရမည်နဲ့ပြည်နှင်ဒံပါကြခံရမည်ဖြစ်ပါတယ်။ အလားတူအလုတ်ရှင်အနေနဲ့အထောက်ထားမဲ့အလုတ်သမားကိုခန့်အပ်ခြင်းနဲ့လောက်ကင်နိုင်ခွင့်ထက်ကျော်လွန်သောအလုတ်စီခိုင်းပါကအလုတ်သမားတဦးချင်းစီအတွက်ဒဏ်ငွေဘတ်တသောင်းမှတသိန်းပေးဆောင်ရမှာဖြစ်ပါတယ်။ထက်မှန်ပြစ်မှုကျူးလွန်ပါကထောင်တန်တစ်နှစ်ထက်မပိုတဲ့ပြစ်ဒဏ်နဲ့ဒဏ်ငွေဘတ်9သောင်းမှ2သိန်းအထိပေးဆောင်ရမှာဖြစ်ပြီးအလုတ်သမားခန့်အပ်ခွင့်3နှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့သခိုင်းငလင်ကြောင့်မြေပြင်အကြောင်းဖြစ်ပေါ်မှုမိုင်340ကျော်အထိရှိခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့မြေပြင်မျက်နှာပြင်အကြောင်းကမိုင်ပေါင်း342မိုင်950ကီလိုမီတာအထိရှိခဲ့တယ်လို့ American အာကာသနဲ့လေကြောင်းဦးစီးဌာန NASA ကထုတ်ပြန်ခဲ့ပါတယ်။ငလင်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့မြေမျက်နှာပြင်အကြောင်းဟာမန္တလေးမြို့မြောက်ဘက်ကနေနေပြည်တော်တောင်ဘက်အထိရှိခဲ့ပြီးဒါဟာမှတ်တမ်းတင်နိုင်သမျှထဲမှာအရှေ့လျဆုံးအကြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ NASA ရဲ့ Jet Propulsion Laboratory သုတေသီရီရဲ့ရေဒါနဲ့ optic ကျူတူအချက်အလက်တွေအသုံးပြုပြီးမြေပြင်ရေရှားမှုကိုလေ့လာခဲ့ရာကနေအဲ့ဒီလိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။သကိုင်းငလင်ဟာသကိုင်းပြက်ရွေ့ရဲ့အနက်10ကီလိုမီတာ6မိုင်မှာစတင်လှုပ်ခတ်ခဲ့ပြီးငလင်ဘိုးချက်အနီးကအဆောက်အုံတွေပြင်းထန်စွာထိခိုက်ခဲ့ကမိုင်600ကျော်အကွာကဗန်ကောက်မြို့အထိပါရိုက်ခတ်မှုရှိခဲ့တယ်လို့ NASA ကဆိုပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငလင်ကြောင့်နေပြည်တော်မန္တလေးနဲ့စကိုင်းမြို့တွေမှာအထိကိုက်ပျက်စီးအဆမတန်များပြားခဲ့ရပြီးလူပေါင်း4000နီးပါးသေဆုံးခဲ့ကြရပါတယ်။ လက်တလောအချိန်အထိစကိုင်းငလင်အရှိန်ရောက်ငလင်ငယ်တွေဇက်တိုက်လှုပ်ခတ်နေပြီးအချိန်ပေါင်း148ကြိမ်လှုပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလပေရညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဘူမိဗေဒပညာရှင်တွေကလည်းစကိုင်းပြည့်ရွေးနဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ပြည့်ရွေးကြောတွေကိုလေ့လာမှုတွေဇက်တိုက်လှုပ်ဆောင်နေပြီးလေ့လာတွေ့ရှိရတဲ့ငလင်ပြည့်ရွေးကြောတွေကိုလူမှုကွန်ရက်ကနေမျှဝေပေးထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တရုတ်မှာဇနီးများအဖြစ်ရောင်စားခံခဲ့ရတဲ့မက်ခင်ဆန်နာပြန်လည်လွတ်မြောက်လာခြင်းလူကုန်ကူးခဲ့သူများကိုတိုင်ကြားပေးမယ်လဲပြည်ရေးရေးနဲ့ရဲတပ်ဖွဲ့ကအမှုပေးမဖွင့်ပဲတိုင်ကြားသူကိုပြန်လည်ချိန်ချောက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံကိုလူကုန်ကူးခံခဲ့ရပြီးတရုတ်မရအဖြစ်ရောင်းစားခံခဲ့ရတဲ့မက်ခင်ဆန်နာကပြန်လည်လွတ်မြောက်လာချိန်မှာလူကုန်ကူးခဲ့သူများကိုတိုင်ကြားခဲ့ပေမဲ့နေပြည်တော်မှာရှိတဲ့ပြည်ထရေးနဲ့ရဲတပ်ဖွဲ့ကအမှုပေးမဖွင့်ပဲတိုင်ကြားသူကိုပြန်လည်ချိန်ချောက်နေကြောင်းကာယကံရှင်မက်ခင်ဆန်နာကပြောဆိုပါတယ် 2024ခုနှစ်မက်ခင်ဆန်နာကတရုတ်နိုင်ငံကိုတရုတ်မယားအဖြစ်လူကုန်ကူးခံရပြီးရောင်းစားခံခဲ့ရကြောင်းတိုင်ကြမှုများနဲ့တရုတ်ရဲတပ်ဖွဲ့ရဲ့ကဲတင်မှုကြောင့်မက်ခင်ဆန်နာမှာပြန်လည်လွတ်မြောက်လာပြီးနောက်လူကုန်ကူးခဲ့တဲ့တရခံများကိုအရေးယူပေးရန်နေပြည်တော်ပြည်ထရေးဝန်ကြီးဌာနနဲ့လူကုန်ကူးရဲတပ်ဖွဲ့စီကိုတိုင်ကြားခဲ့ကြောင်းတို့ရမှာလဲပြည်ထရေးနဲ့နေပြည်တော်လူကုန်ကူးမှုတာစီရဲတပ်ဖွဲ့ကအမှုပင်ဖွင့်ခွင့်မပေးဘဲအချိန်ဆွဲကတိုင်ကြားသူမက်ခင်ဆန်နာကိုပင်ရဲကပြန်လည်ချိန်ချောင်းနေကြောင်းသိရှိရပါတယ်။ 2024ခုနှစ်မှာမက်ခင်ဆန်နာကတရုတ်ပြည်စန်တုံးမြို့ကိုအလုပ်လုပ်ကင်ဖို့ပွဲစားကခေါ်ဆောင်သွားခဲ့ပြီးစန်တုံးမြို့ကိုရောက်ရှိချိန်မှာတရုတ်မယားအဖြစ်ရောင်းစားမှုခံခဲ့ရခြင်းဖြစ်ပါတယ်။စန်တုံးရောက်မှတရုတ်ယောက်ျားယူရမယ်မှန်းသိတာတရုတ်ယောက်ျားစီယွမ်၁၂000နဲ့ရောင်းစားခံခဲ့ရတာတရုတ်ငွေ9000ကိုပေးမယ်ပြောပြီးတပြားမှမပေးတဲ့အပြင်တိုင်ချင်းကတိုင်ဆိုပြီးရောင်းသွားတာ။ နောက်ဆုံးလူကုံကူးစီတိုင်တော့ရဲအုပ်စိုးသူရကအမှုပေးမဖွင့်ဘူးတရုတ်မှာရှိတဲ့မြန်မာတန်ယုံကဒုတိယအရာရှိနဲ့ချိတ်ဆက်ပြီးတန်ယုံအကူကြီးနဲ့ရောင်းစားခံထားရတဲ့အိမ်ကနေကဲထုတ်ခံခဲ့ရတာလို့မက်ခင်ဆန်နာကပြောပါတယ်မက်ခင်ဆန်နာဟာတရုတ်ပြည်ရွှေလီမြို့ကိုတပတ်ကနဲ့ဝင်ရောက်ပြီးအလုတ်လုတ်ကင်ခဲ့ကြောင်းရှီလီမြို့ထဲမှာအဖမ်းအဆီးများတဲ့အတွက်2024ခုနှစ်အောက်တိုဘာလမှာကာသမာဆိုလင်းထေးရဲ့လမ်းညွန်မှုနဲ့တရုတ်ပြည်စံတုံးမြို့မှာမက်အီဇာဆိုသူထံကိုတွားရောက်ခဲ့ကြောင်း တရုတ်ပြည်စံတုံးမြို့ကိုရောက်ရှိချိန်မှာမက်အီဇာဆိုသူကတရုတ်ယောက်ျားယူရန်ပြောဆိုခဲ့ပြီးတရုတ်ယောက်ျားယူမီဆိုပါကတရုတ်ငွေ9000ပေးမယ်လို့ဆိုက ရောင်းစားခံခဲ့ရကြောင်းသိရှိရပါတယ်။တရုတ်ပြည်စံတုံးမြို့မှာရောင်းစားခံခဲ့ရတဲ့အိမ်မမက်ခင်စန္နာကိုကယ်ထုတ်နိုင်ခဲ့ပေမဲ့လည်းတရုတ်နိုင်ငံကျူထရန်ရဲစခန်းမှာအကြေကျုံနှစ်ပတ်ခန့်စစ်ဆေးခံခဲ့ရကြောင်းဖီရှန်အချုပ်မှာ45ရက်ကြာအချုပ်ကျခံခဲ့ရပြီး2024ခုနှစ်ဒီဇင်ဘာလ12ရက်နေ့မှတရုတ်ပြည်မှရန်ကုန်သို့ပြန်ပို့ပေးခဲ့ကြောင်းသိရှိရပါတယ်။ ကျမမြန်မာနိုင်ငံကိုပြန်ရောက်ချင်းရဲအုပ်စိုးသူရကိုဆက်သွယ်အကြောင်းကြားခဲ့ပေမဲ့ကျမအမှုနဲ့ပတ်သက်ပြီးဘာတစ်ခုမှပြောမလာခဲ့ဘူး။ကျမကဆက်သွယ်ပြီးတော့လာခဲ့ရမလားမေးခဲ့တော့လဲဘယ်သူခေါ်ထားလို့လဲမေးပြီးလိုအပ်မှခေါ်မယ်ပြောပြီးဖုံးချသွားတယ်။ဆက်သွယ်လာနို့နဲ့စောင့်နေခဲ့ပေမဲ့သူကဆက်သွယ်မလာဘူး။အဲ့ဒီတော့ကျမကတရုတ်နိုင်ငံဘေကျင်းကမြန်မာတန်ယုံကဒုတိယအရာရှိဦးစော်လင်းစီကိုဆက်သွယ်တော့ဦးစော်လင်းကမအီဇာကိုတိုင်ဖို့ဖုန်းနံပါတ်ပေးတယ် ဲ့ဒီဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတိုင်မှရဲအုပ်စိုးသူရကကျမကိုဖုန်းဆက်ပြီးဘာရီနစ်နာခဲ့လို့တိုင်မှလဲဆိုပြီးပြောဆိုခဲ့တယ်လို့မက်ခင်ဆန်နာကရဲအုပ်စိုးသူရရဲ့စူပူချိန်ချောက်ခံရမှုကိုပြောဆိုပါတယ်ဒါပြင်အမှုဖွင့်ပြီဆိုပါကတရုတ်ပြည်ကိုတွား၍အမှုဖွင့်ရင်ပြောဆိုပြီးမြန်မာနိုင်ငံမှာအမှုဖွင့်ရင်တက်တယ်မလုံလောက်ဟုပြောဆိုကြောင်းရဲတပ်ဖွဲ့ကအကြောင်းအမျိုးမျိုးပြပြီးအမှုဖွင့်ပေးရင်ညှင်းပယ်ကြောင်းသိရှိရပါတယ်။ဆိုလင်ထေးတို့မအီဇာတို့ကကျမတယောက်တည်းကိုရောင်းစားခဲ့တာမဟုတ်ပါဘူး။ရဲအုပ်စိုးသူရကိုလည်းကျမပြောခဲ့တယ် ရဲအုပ်စိုးသူရကကျမကိုစုပါတယ်။နေအကြောင်းပဲနေပြောဆိုပြီးစုခဲ့ပါတယ်။ကျမလိုပဲစံတုံးမျိုးမှာရောင်းစားခံရတဲ့သူတွေရှိပါတယ်။ကျမလိုက်ပြဆိုလိုက်ပြလို့ရပါတယ်လို့မက်ခင်စန်တာကပြောပါတယ်။လက်ရှိအချိန်မှာမက်ခင်စန်တာအနေနဲ့လူကုန်ကူးခဲ့သူများကိုတိုင်ကြခဲ့ပေမဲ့လည်းအမှုနဲ့ပတ်သက်ပြီးမိသွုံးများအေးအေးယူဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက်ရန်ကုန်ခေတ်သစ်တရင်ဌာနကိုဖွင့်ဟပြောဆိုခဲ့ရတော့လဲကာယကံရှင်မက်ခင်စန်တာက၎င်းရဲ့လုံခြုံရေးအတွက်စိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တနင်္သာရီအခြေစိုက်ခမရ998တက်ရင်နဲ့ရေဖြူဖြူဟာဂိတ်ကိုတော်လိုင်းရင်တက်ဖွဲ့များတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပိတ်ခရိုင်တနင်္သာရီမြို့နယ်ကမလိုင်းကျေးရွာအခြေစိုက်စစ်ကောင်စီရဲ့ခမရ998တက်ရင်စစ်စေးရေးဂိတ်နဲ့ရေဖြူမြို့မှာရှိတဲ့စစ်ကောင်စီဖြူဟာဂိတ်တို့ကိုတော်လိုင်းရင်တက်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေသတော်လိုင်းရင်သတင်းအရင်းမြစ်များကပြောဆိုပါရတယ်။ ဧပြီလ16ရက်နေ့နဲ့8နာရီခွဲအချိန်ကမလိုင်းကျေးရွာအခြေစိုက်ခမာယ998တရင်စစ်စေးဂိတ်ကိုပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးအပြန်အလှန်ပစ်ခတ်မှု20မိနစ်ခန့်ကြာမြင့်ခဲ့ကစစ်ကောင်စီဘက်မှတအူးတိတ်ဆုံးခဲ့တယ်လို့စစ်ကောင်စီဘက်မှတအူးတိတ်ဆုံးခဲ့ကြောင်းအတည်ပြုနိုင်တဲ့အပြင်ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့ကြောင်းတနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဒုတာဝန်ခံကပြောပါတယ် တက်ရင်ရဲ့ဂိတ်ပါအင်အားတော့မြတယ်တက်ရင်ဆိုတော့လေအပြန်အလှန်ပြစ်ခတ်ပြီးအကြီးတွေနဲ့ပြန်ထုလို့ဆုတ်ခဲ့တာလို့ခမာယာငငါရှစ်တက်ရင်ဂိတ်တိုက်ခိုက်မှုအခြေအနေပေါ့တနင်္သာရီမြို့နယ်ပကပဒုတာဝန်ခံကပြောပါတယ်အထက်ပါခမာယာငငါရှစ်တက်ရင်ဂိတ်ကိုတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တဲ့ရက်ပိုင်းမှာတက်ရင်အခြေဆိုင်ကမလိုင်းကျေးရွာနဲ့လမ်းမိုက်တစ်ဆက်တည်းဖြစ်တဲ့ရေဖြူထုံခါ၆နှစ်ပေါက်သိန်းခွန်စတဲ့လမ်းမိုက်မှာစစ်ကောင်စီရဲ့ရေဖြူပြူဟာဂုံးကိုလည်းဗိတ်ခရိုင် PDF တက်ရင်များနဲ့ပူပေါင်းအဖွဲ့များကတိုက်ခိုက်ခဲ့ပါသေးတယ် ရေဗျူဗျူဟာဂိတ်ကိုဝင်ပြက်တာ PDF ကပြက်တာစကစ၄កောင်ထိတယ်ကျွန်တော်တို့ဘက်က PDF နဲ့ရောက်ထိတယ်မစိုးရင်ရဘူးလို့ဗိတ်ခရိုင် PDF တက်ရင်တခုမှရဲဘော်တဦးကလူတို့ຫນွေဦးကိုပြောပါတယ်စစ်ကောင်စီရဲ့ခမရ998တက်ရင်ဟာတနင်္သာရီမြို့နယ်ခွန်နမိုင်ခန့်အကွာမှာတရှိပြီးလမ်းမိုက်တစ်ဆက်တည်းဖြစ်တဲ့ရေဗျူဗျူဟာဂိတ်ကိုပါတိုက်ခိုက်ခံရခြင်းကြောင့်အဆိုပါလမ်းကျောတစ်လျှောက်မှာစစ်ကောင်စီကယခုရက်ပိုင်းအင်အားတိုးချဲ့ချထားကြောင်းတော်လန်ရေးတရင်အရင်မြင်များထံမှစုံစမ်းသိရှိရပါတယ် အထက်ပါတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့တဲ့ဧပြီလ16ရက်ကပိတ်ခရိုင်ဗုတ်ပြင်းမြို့နယ်တောင်ငယ်ရွာအခြေစိုက်ရွှေကင်းညိုရွာပြူစောတိအဖွဲအခြေချနေရာကိုတနင်္သာရီမြို့နယ်ပကဖားနဲ့ပူပေါင်းအဖွဲများကဝင်ရောက်စီးနင်းခဲ့ရမှာပြူစောတိခေါင်းဆောင်တဦးသေဆုံးပြီးလက်နက်10လက်နဲ့ခရမ်းများရရှိခဲ့ပါသေးတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းရဲ့ဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။